တင်းမာမှုတွေပြင်းထန်လာနေပါတယ်2025ခုနှစ်မေလ25ရက်တနင်္ဂနွေနေ့မှာယမန်ကဟူဒီတွေကအစ္စရေးကိုပတ်ထိန်တုံးကြီးဒဇင်းနဲ့ပစ်ခတ်ခဲ့ပါတယ်ဒါက48နာရီအတွင်းဟူဒီတွေရဲ့ဒုတိယမြောက်တုံးကြီးတိုက်ခတ်မှုဖြစ်ပါတယ်အစ္စရေးရဲ့လေကြောင်းယန်ကာကွယ်စနစ်ကတုံးကြီးကိုပစ်ချနိုင်ခဲ့တယ်တုံးကြီးပြုလုပ်မှုကိုရပ်တန့်ထားတော့လဲလေကြောင်းတိုက်ခတ်မှုဆိုင်ရာအော်အော်ဒန်တွေကဂျေရုဆလင်မြို့အနောက်ဘက်ကန်နဲ့တောင်ဘက်ကန်အနီးနားမှာရှိတဲ့ဒေသများသျှောက်လုံးမှာထွက်ပေါ်လာခဲ့ပါတယ်ဒီအော်အော်ဒန်တွေဟာလူများ ကြားမှာကြောင်းလုံးထိလန့်မှုဖြစ်စေခဲ့ပါတယ်။ဟူဒီစစ်တပ်ပြောရေးဆိုခွင့်ရှိသူယာယာဆာရီကဆိုဘာအဖွဲ့သည်ဒုံးကျည်တိုက်ခတ်မှုအတွက်တာဝန်ရှိသူဟုပြောကြားခဲ့သည်။ဆိုဘာဒုံးကျည်သည်ဘန်ကူရလေဆဲကိုပြင်မထားခြင်းဖြစ်ကြောင်း၎င်းကပြောကြားခဲ့သည်။ဒုံးကျည်ကိုကြားဖြတ်ခံခဲ့ရတော့လဲအချို့သောအစိတ်ပိုင်းများသည်ဝက်စ်ဘန်နှင့်ဟီဘူးတောင်တန်းဒေသတွေမှာပြုတ်ကျခဲ့ပါသည်။ဒုံးကျည်တွေကိုရပ်တန့်ထားတော့လဲဆိုဘာတိုက်ခတ်မှုမျိုးများသည်အန်ဒီယာရှိနိုင်စေဖြစ်ကြောင်းပြသနေသည်။ဒီတိုက်ခတ်မှုများဟာ အစ္စရေးကိုပြစ်မှတ်ထားတဲ့ဟူဒီတွေရဲ့ဒုံးကျည်ပြစ်လို့မှုစစ်တပ်ရဲ့တစိတ်တပိုင်းဖြစ်ပါတယ်။ယခင်ကတိုက်ခိုက်မှုများတွင်လည်းအစ္စရေးကာကွယ်ရေးစနစ်တွေကဒုံးကျည်တွေကိုကြားဖြတ်နိုင်ခဲ့တယ်။ဒီလိုထက်ကတည်းကတိုက်ခိုက်မှုတွေကြောင့်ရတ္တီဒေသမှာတိမ်မမှုတွေမြင့်တက်လာပြီးအစ္စရေးကလုံခြုံရေးအစီအမံတွေကိုတုံ့ပြန်ထားခဲ့ပါသည်။ဣဇရေလကာကွယ်ရေးတပ်ဖွဲ့ IDF ကအဆိုပါခြေကြောက်မှုတွေကိုတုံ့ပြန်ဖို့အတွက်လှုံ့ဆော်လဲရှိတယ်။အချို့နေရာတွေမှာလူများကိုဗေးလွရွှေ့ပြောင်းဖို့အတွက်တတိပေးထားပါတယ်။သူတို့က ယမန်မှာရှိတဲ့ဟူဒီတွေရဲ့ရတီချက်တွေကိုလည်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပါတယ်။ IDF ကအဆိုပါလုပ်ရများကနောက်လာမဲ့တိုက်ခိုက်မှုတွေကိုရတဲ့ရန်နဲ့ရွှေအရသားတွေကိုဘေးကင်းစေရန်ရွယ်တယ်လို့ IDF မှပြောကြားခဲ့ပါတယ်။ကမ္ဘာနိုင်ငံတွေကအခြေအနေကိုနှီးကစောင့်ကြည့်နေကြပါတယ်။ပကပတိပခါများပုံမဆိုးလာပြီးဒေတာတစ်ခုလုံးကိုထိခဲ့လာမှာကိုလူများကစိုးနေကြပါတယ်။တပ်သမားများကပြည်ပကနောက်ကွယ်မှာပုံမနဲ့ဆိုင်တဲ့ပြဿနာတွေကိုဖြေရှင်းရတဲ့ တိုက်ခိုက်မှုများထပ်မံမဖြစ်ပွားစေဖို့အတွက်လှုံ့ဆော်နေကြပါသည်